ဒီနေ့တကြံမှာပျော်တင်သလားမပျော်တင်ဘူးလားဆိုတာဟာအငင်းပွားစရာအကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့မန္တလေးစကိုင်းနဲ့မြို့ကြီးတော်တော်များများမှာအကြီးကျယ်ငလျင်လှုပ်ခဲ့လို့ပါ။ဟိုဘက်အိမ်ကအတုပရှိနေနာရေးရှိနေလို့ရှိရင်ဒီဘက်အိမ်ကတစ်ချက်မဖွင့်မဲနဲ့တိတ်ဆိတ်ပေးရတာဟာလူကြွယ်ပါ။စာနာမှုကိုအဲ့ဒါလိုနီးနဲ့ဖော်ပြလိုက်ရှိကြပါတယ်။ဒါပေမဲ့လည်းလူဆိုတာသွေးနဲ့ကိုတားနဲ့ကိုဆိုတော့ကို့မိသားစုကို့ဆွေမျိုးသားချင်းကို့တငယ်ချင်းတွေ မသိချင်မထိခိုက်ကြဘူးဆိုလို့ရှိရင်ပျော်စရာရှိတဲ့အခါမှာပျော်မိတတ်ကြပါလေအဲ့ဒါကိုအလွန်အကျူးအပြစ်ဆိုဖို့တော့လေတိတ်ပြီးတော့မသိဘူးထင်ပါတယ်တတိုင်းတပြည်လုံးအတုပအိမ်ကြီးလိုတုတ်တန်တစားပြင်းကြီးလိုတိတ်ဆိတ်ပြီးတော့ဝမ်းလဲကြေကွဲနေဖို့ကိုတော့လေအလွန်အကျူးတောင်းဆိုဖို့မကောင်းပါဘူးစာနာတဲ့သဘောနဲ့ဝမ်းလဲပြီးတော့တိတ်တိတ်ကလေးနေပေးမယ်ဆိုလို့ရှိရင်တော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ မနေနိုင်လို့ကမယ်ခုံမယ်ပျော်မယ်ပါမယ်ဆိုရင်လဲဆဲဆိုနေလောက်เสียဒေါသချောင်းချောင်းထွက်နေเสียတော့မဟုတ်ဘူးထင်ပါတယ်ငလျင်နဲ့တကြံကရှင်းတော့ကက်ရက်သားဖြစ်နေတော့ပျော်ရေးမပျော်ရေးကိုကအငင်းခွန်လို့เสียဖြစ်နေပါတယ်ပြီးကြတဲ့ရက်အနည်းငယ်ပဲမီဒီယာတစ်ခုကမန္တလေးမှာဘီယာဆိုင်တွေကာရာအိုကေတွေဖွင့်နေလို့ဆိုပြီးတော့ကက်ရက်ရှုပ်ချတဲ့သဘောနဲ့ပုံနေတင်တာတွေ့မိပါတယ်အဲ့ဒီမှာလဲအငင်းပွားကြပါတယ်အဲ့ဒါကတော့ ဲ့ဒီဘီယာဆိုင်ကာရာအိုကေဆိုင်တွေဟာဘယ်နေရာမှာဖွင့်နေတာလဲဆိုတဲ့အချက်ကိုအလေးနဲ့ထားပြီးတော့စဉ်းစားဖို့လိုလိမ့်မယ်ထင်ပါတယ်။အိမ်တွေပြိုပြက်နေချိန်လူတွေသိနေချိန်မှာဘီယာတောက်တယ်ဆိုတာကတော့ပြဿနာတိတ်ပြီးတော့မဟုတ်လောက်ဘူးထင်ပါတယ်။ကယ်ဆယ်ရေးသမားတွေကိုတောင်မှအမောပြေဘီယာလေးတောက်ဖို့လှူဒန်းတယ်ဆိုတဲ့သူတွေရှိနေသေးတာပဲလေ။ဘီယာဆိုင်မှာစင်တင်ဂီတဆိုတာမျိုးတွေပါရင်တော့တမျိုးစဉ်းစားရမှာပါလေ။ ကာရာအိုကေဆိုင်ဖွင့်လာတဲ့ပတ်သက်လို့ရှိရင်တော့နေရာကိုတိတိကျကျစဉ်းစားဖို့တင်ပါတယ်။ Sky Villa နဲ့အနီးအနားမှာ Grey Wall နဲ့အနီးအနားမှာကာရာအိုကေဆိုင်ကြီးဖွင့်ပြီးတော့ဆိုကြကကြလုံနေကြတယ်ဆိုရင်တော့တော်တော်လေးရမ်းရကြတာပေါ့ဗျာ။ဘယ်လို့တင်မှာမလဲ။နည်းနည်းတော့လူမှုရေးတိတိကျပါလို့ပြောရမှာပဲလေ။ဒါပေမဲ့ပြိုရာပြက်တာသေးတာကြည်တာတိတ်မရှိတဲ့နေရာကရက်ွက်ကမြို့နယ်တွေကကာရာအိုကေဆိုင်ကတော့ဖွင့်ချင်ရင်ဖွင့်မှာပဲဗျ။ သူစားဝတ်နေရကလည်းရှိသေးတာကိုအပြစ်တင်ခြင်းနဲ့ဆိုရင်တောင်မှလာဆိုတဲ့သူတွေကိုတင်ခြင်းတင်ရမှာပေါ့လားစိုင်ကတော့နာရေးအိမ်နဲ့တိတ်မနီးလို့ရှိရင်သူစားဝတ်နေရအတွက်သူဖွင့်တာကိုလွန်းလွန်းကျူးကျူးအပြစ်မတင်သင့်ပါဘူးအခုဒီကြမ်းမှာမုံရွာကတော့တော်တော်လေးကဲကြတာကိုတွေ့ရပါတယ် ကျွန်တော်လည်းစိတ်ထဲတော့တိတ်ပြီးတော့မကောင်းဘူးပေါ့ဗျာတေကြအကြေကြဒုက္ခရောက်နေကြတာတွေကိုမြင်နေသိနေတော့ငြိမ်ပေးကြမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကျေးဇူးတင်မိမှာပေါ့ဒါပေမဲ့လည်းသူတို့မျိုးမှာတေကြပျက်စီးတာတွေတိတ်မရှိလေတော့လူငယ်တွေမို့ပျော်မိကဲမိကြတာကိုတိတ်ကြီးတော့အပြစ်မတင်ချင်ပါဘူးဒါတော့မွန်းကြံနေတဲ့ကာလာကြီးမှာပျော်နိုင်တဲ့လူရှိလို့ရှိရင်လည်းပျော်ကြပါစေဗျာမုံရွာတို့မင်းချန်တို့ကကံကောင်းကြတယ်ဗျမန္တလေးနဲ့တိတ်မဝေးကြပေမဲ့ထိခိုက်ပျက်စီးတာ မရှိသလောက်နှီးပါကိုနေကြပါပြီ။စကိုင်းတိုက်မှာရှိတဲ့ငလျင်ဘိုးကျက်နဲ့လည်းအဲ့မျိုးတွေကတကယ်တော့သိဝေးတာမဟုတ်ပါဘူး။စစ်တပ်ဘက်ကလူတွေကတော့လူတွေကိုပျော်တာပါတာလှုပ်ဆင်ကျင်ကြပါတယ်။တိုင်းပြည်တာယာပါတယ်ငိမ့်ချမ်းပါတယ်လူတွေပျော်ရွှင်နေပါတယ်ဆိုတာမျိုးကိုသူတို့ကအမြဲတမ်းဝါရဖြန့်ကျင်နေကြတဲ့သူတွေမို့လို့ပါ။မိုးရွာမှာလည်းတကြံလှုပ်ဖြစ်အောင်မန်တက်တွေစောက်ပေးတာတွေပါတွေကိုသူတို့ကဥစည်းပြီးတော့ကြတော့ လုတ်ခဲ့ပါသေးတယ်။ငါတို့မန္တလေးမှာတလောက်တောင်တည်ကျင်နေတဲ့အချိန်မှာမင်းတို့မုံရွာကပျော်နိုင်ရသလားလို့မန္တလေးသားတချို့ကသွားမေးကြပါတယ်။မုံရွာကလူတွေကပြန်ပြောပါတယ်။ငါတို့မုံရွာကိုဘုံကျဲနေစစ်မှုထံပြန်ပေးဆွဲနေတုန်းကရောမင်းတို့မန္တလေးကလူတွေပျော်နေကြတာပဲမဟုတ်လားတဲ့။အဲအဲ့ဒါမှဇလန်းကပို့ပြီးတော့ရှုပ်ကုန်တော့တာပါပဲဗျာ။စကားရည်ကုလုံးမှာရွာတွေကိုမိရှုနေတဲ့အချိန်လူတွေကိုပေါ်တော်ဆွဲနေတဲ့အချိန်တနက်နဲ့လိုက်ပစ်နေတဲ့အချိန်မှာမန္တလေးရန်ကုန်နေပြည်တော်မှာ ်ပျော်တဲ့သူတွေကတော့ပျော်နေကြတာလည်းအမှန်ပါပဲစာနာတဲ့သူတွေကလည်းစာနာကြပါတယ်အကုန်လုံးပျော်နေကြရတော့မဟုတ်ပါဘူးပျော်တဲ့အချိန်မှာပျော်တယ်ဆိုပေမဲ့လည်းကြံတဲ့အချိန်တွေမှာစိတ်မကောင်းဖြစ်နေကြတာဝမ်းနည်းနေကြတာမျိုးတွေလည်းအဲ့လိုမျိုးတွေဖြစ်နေကြတဲ့လူတွေကလည်းအများပြပါဒီတော့လည်းအသိစိတ်တတ် ရှိတဲ့သူကကိုယ်အသိစိတ်တတ်ရှိသလိုသာပြုမှုကြပါလူတိုင်းဝမ်းနည်းနေရမယ်မှိုင်နေရမယ်နိုင်နေရမယ်လို့တော့လည်းတိတ်ပြီးတော့မတောင်းဆိုကြတာကကောင်းလိမ့်မယ်ထင်ပါတယ် မန္တလေးမှာလည်းတကြမ်းရေကစားတာနည်းနည်းပပတော့ရှိတာပါပဲမြန်မာနိုင်ငံမှာတင်းကြံပြက်တဲ့နှစ်တည်းအမှန်တကယ်ရှိခဲ့ပါတယ်ဂျပန်ခေတ်တုန်းကလည်းစစ်ကြီးဖြစ်တော့တကြံပြက်ခဲ့တယ်လို့ကြားမှုပါတယ်1988ခုလူလူလှုပ်ရှားမှုကြီးကိုစစ်တပ်ကပြစ်ခတ်ဖြိုခွဲပြီးတော့စက်တင်ဘာလ16ရက်နေ့မှာအာဏာသိမ်းခဲ့ပါတယ်လူတွေအလွန်ကိုမကြေမချမ်းဖြစ်ခဲ့ပါတယ်ဝမ်းနေတာရောနာကြီးတာရောဒုက္ခရောက်တာရောအဆုံးပါပဲ1989ခုအေဗီလာတကြံပြက်ပါတယ်ခွေးတောင်လမ်းမော်ထွက်ရင်ဂဲနဲ့ အပေါက်ခံရတဲ့အဖြစ်မျိုးပါတကြံမှာဘယ်သူမှမထွက်ကြနဲ့ဟေးလို့တိုက်တွန်းသူနှိုးဆော်သူတယောက်မှမရှိဘဲနဲ့တကြံပြတ်ပါတယ်အခု2021အာနာသိမ့်ပြည်ရဲ့နောက်မှာလည်းတကြံပြတ်ပါတယ်2021တကြံမှာရေပတ်သူမရှိသလောက်နေပါပါပဲအခုထိတကြံဟာစီစီကားကားလည်းပြန်ဖြစ်မလာသေးပါဘူး၆၆ကက်ကက်ပါပဲပြောချင်တာကတော့ဗျာလူတွေတကယ်မပြောလို့ရှိရင်ထွက်ပြီးတော့မကစားကြနဲ့ဘာညာဟို တိုက်တွန်းတဲ့သူမရှိလေမပြောလို့ရှိရင်မကစားကြပါဘူးအဲတကြမ်းမှာရေကစားလို့ရှိရင်ရိုက်မယ်နှက်မယ်လို့ချိတ်ချောက်ကြတဲ့သူတွေကလည်းရှိပါတယ်ရေပက်တဲ့ကောင်လမ်းတွင်နေရင်ဝင်ရိုက်မှာတကယ်ရိုက်မှာဆိုတာတကယ်ရိုက်မှာဒါလောက်သူများတွေတေလူမောများဖြစ်နေချိန်မှာရေပက်တဲ့ကောင်ဖောင်းမှာဝင်ရိုက်မှာကြိုက်တဲ့ရှင်းကွာရှင်းမယ်ပြင်ရိုက်မှာအဲဒါပြောပြီးသားစိတ်ခေါ်ပြီးသားမင်းကြိုက်တဲ့ရှိတိုင်ကွာဘိုးချုပ်သားလည်းရိုက်မယ်ကွာတိုင်မှုသားလည်းမသထေးသားလည်းရိုက်မယ်ကွာငါရိုက်မယ်ကွာငါငါနံပါတ်တက်ငါရိုက်မယ် ငါကားရှိမှရေဘက်တွေငါရိုက်ပါဆင်းရိုက်ပါတတိယလည်းရှောင်းတော့အားဖိုးရင်လည်းထိုးတော့ငိုရက်ပြောထားပြီးသားပြောတဲ့တိုင်လုပ်ပါတတိရှိမလို့ဖက်ကြည့်လိုက်ငါရှိမှတွေ့လို့ငါကိုင်းတို့ပြောင်းမယ်မင်းဘာောက်သားသိဖြစ်ငါချမှာပေါ့မိန်းမလည်းရိုက်ပြီယောက်ျားလည်းရိုက်ပြီဖိုးရင်လည်းရိုက်ပြီကိုရင်လည်းရိုက်ပြီတိရရှင်လည်းရိုက်ပြီကိုရိုက်ပြီဒီတော့တွေးစီကြွရနေတော့မင်းပျော်နေတဲ့ကောင်ငါတို့ဘဲထားမလဲဒီကောင်အနာနီစက်သားရတနာယူပြစ်ပလိုက်မှာဒီလောက်ပြောရင်မကောင်းတော့ဘူးဓမ္မစီတီဆရာတော်ပါဒါတော့လေတစိတ်မလွန်လွန်းဘူးလားလို့ရှောက်ထားကြပါတယ် မင်းတို့ရေမကစားကြပါနဲ့ကွာမပြောကြပါနဲ့တေတဲ့လူတွေကိုအားနာပါအောင်လို့ဖြောင်းဖြောင်းဖြဖြပြောမယ်ဆိုလို့ရှိရင်တော်ရောပေါ့ဗျာအခုတော့ရိုက်မယ်ကွာစော်မယ်ကွာဆိုတော့မခက်ပေဘူးလားရိုက်ရနှဲ့အောင်ကိုရောမွေးထားတဲ့တာသမီတွေမှမဟုတ်တာဗျာကျွန်တော်တို့တိုင်းပြည်မှာဘုန်းကြီးတွေဟာတော်တော်လေးနေရာယူခဲ့ကြပါတယ်ရွာတွေမှာရွာဦးကျောင်းဆရာတော်ကတကြီးကိုတောင်မှခေါ်ရိုက်လို့ရတယ်ဆိုတာမျိုးတွေအရင်ကရှိခဲ့ပူပါတယ်ကဲလို့ရှိခဲ့မှုတဲ့ရှ िख ေဟောင်လေးထာကိုပြန်တန်းတနေတဲ့တန်ဃာတွေအခုထိရှိနေကြပါသေးတယ် ဘုန်းကြီးဆိုတာလူကိုရိုက်နှက်ဆုံးမခွင့်ရှိတယ်လို့ထင်နေကြတော့မှာပဲစစ်တပ်မှာလည်းအဲ့ဒါလိုစိတ်ထားမျိုးရှိပါတယ်စစ်ဘိုလ်တွေဆိုလို့ရှိရင်လက်မော်မှာသူတို့စိတ်ထဲမှာအမြင်မတော်ဘူးထင်တာကိုတွေးလို့ရှိရင်ဆုံးမခွင့်ရှိတယ်လို့သူတို့ကိုသူတို့ထင်တတ်ကြပါတယ်တချို့စစ်ဘိုလ်ကဆိုလို့ရှိရင်ငါမှတာဝန်ရှိတယ်လို့တောင်မှပြောတတ်ကြပါသေးတယ်ရဲအလုံးနဲ့စစ်ဘိုလ်လို့ကိုသိတ်ကွဲပြားဖို့မရပါဘူးယာဒူးကြီးကြီးရထားတာနဲ့သူတို့ကိုသူတို့လူတိုင်းကိုဆရာလုပ်လို့ရတယ်လို့ထင်တတ်ကြပုံရပါတယ်အခုဓမ္မစီတီဆရာတော်ဆိုလို့ရှိရင် တကြံမှာပြောနေတာကိုတွေ့လို့ရှိရင်တနက်နဲ့တောင်ပြစ်မယ်လို့ပြောလိုက်ပါသေးတယ်။ဆရာတော်ရဲ့စာနာစိတ်ကတစိတ်မပြစ်ထန်တော့ဘူးလားဖေ။မစာနာတဲ့ကောင်လေးတေးกว่าဆိုပြီးတော့တနက်နဲ့တောင်ပြစ်တတ်အောင်မယ်ဆိုတော့ကြည်လေလုပ်ပါအောင်ဖေ။ကိုတော့ဂိူနာကမလွန်လွန်းပေဘူးလား။သူတစ်ပါးကိုစာနာတယ်ဆိုတဲ့စိတ်ထားကကောင်းပါလေမုံမြတ်ပါလေစာနာပြီးတော့ငြိမ်သက်ပေးတာကိုငါးပါးသီလစောင့်တယ်လို့ပဲသဘောထားဖို့ကောင်းပါလေ။သူ့အသက်မသက်သူတစ်ပါးကိုမလိမ်မခိုးစတဲ့ငါးပါးသီလတွေ ်စောင့်ထိုင်းနိုင်မယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့၅ဘာသီလမစောင့်နိုင်တဲ့သူကိုလည်းတွားပြီးတော့အပြစ်တင်မနေပါနဲ့၅ဘာသီလမစောင့်ရကောင်းလားဆိုပြီးတော့မစောင့်တဲ့သူကိုတွားဆဲနေလို့ရှိရင်မစောင့်တဲ့သူရဲ့အပြစ်မဟုတ်ဘဲနဲ့ဆဲတဲ့သူရဲ့အပြစ်သာဖြစ်ပါလိမ့်မယ်၅ဘာသီလမစောင့်တဲ့သူကိုတွားဆဲနေမယ်ဆိုလို့ရှိရင်တကြံပြောနေတဲ့ကောင်ကိုတနက်နဲ့ပြစ်မယ်ဆိုပြီးတော့တွားပြောနေလို့ရှိရင်ငါဘာတိလာမဆောင်နဲ့ကြေးကလားတွေကိုတန်းနဲ့ချီတတ်တာတောင်မှအကုသို့မဖြစ်ဘူးလို့တိတိကျကျစရာတော့တရားဟောရတယ်တူနေပါလိမ့်မယ် မဘာသီလာစောင့်ရမယ်ဆိုတဲ့အထက်မှာသူတို့ဘာအသက်ကိုမတတ်ရဘူးလို့ပြညတ်ထားပြီးသားပါအဲ့ဒါကိုငါးဘာသီလာမလုံတဲ့သူဆိုလို့ရှိရင်တော့တတ်လို့ရတယ်အကုသို့မဖြစ်ဘူးလို့ဟောနေတော့မခက်ပေဘူးလားငါးဘာသီလာတော့လုံရမယ်ဟေ့ဒါပေမဲ့ငါးဘာသီလာမလုံတဲ့ကောင်ကိုတော့တတ်ချင်တတ်ကြလို့ဆိုရမရောက်ပေဘူးလားအခုတခြားမှာပြောကြတာတွေကိုလည်းငါးဘာသီလာယူတယ်လို့ပဲသဘောထားကြလို့ရှိရင်မကောင်းဘူးလားသီလာယူတဲ့သူတွေယူကြပါမယူနိုင်ရင်လည်းရှိပါစေငါးဘာသီလာ ယူနိုင်လို့ရှိရင်ပိုကောင်းပါတယ်တာဓုခေါ်လိုက်ပါမယူနိုင်တဲ့သူတွေကိုလည်းသူ့အကြောင်းနဲ့သူပဲလို့သဘောထားပေးလိုက်ကြပါသူသဘောသူဆောင်ပြီးတော့သူစိတ်ဓာတ်နဲ့သူနေပါစေပျော်ကျင်သူတွေလည်းပျော်ကြပျော်နိုင်သူတွေလည်းပျော်ကြပါစာနာသူတွေကလည်းစာနာကြပါခင်ဗျာ